မင်္ဂလာပါယခုတော့ social swing entertainment အတွက်တိစက်ပေးခြင်းနဲ့ကြပါရတော့ကြပါဆရာထေကြည်စလင်းရဲ့တောသူမရဲ့ရည်စားစာဆိုတဲ့ကြပါဖြစ်ပါတယ်ဆရာထေကြည်စလင်းကိုမကွေးတန်းစလင်းမြို့ညင်တင်ရက်မှာဥပြန့်တော်မိကျင်းတော်ကမွေးဖွားခဲ့ပါတယ်1986ခုနှစ်ယူရီချာနယ်မှာနန်းသာတရွေမလာသောမျက်နှာကြပါနဲ့ စပ်ပေလောကကိုခြေချခဲ့ပါတယ်။မဂဇင်းများစွာမှာကဗျာဝတ္ထုအစည်းတွေရေးသားရင်အတွေးခေါ်တွေကိုအခရာနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။ဘီအီရီအောင်တိုင်နဲ့မောင်ရံအောင်တို့အမှာစာရေးတဲ့ဒေါင်းအသေးဤတသနိကကဗျာစာအုပ်။ဆရာငင်းကျော်အမှာစာရေးတဲ့နှင်းစီဘူးဤစူရကအဖွင့်ကဗျာစာအုပ်။အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ဆော့ပင်ကဗျာစာအုပ်စေကူးချိုချိုမှထုတ်ဝေသည့်မြို့လားတရာကဗျာစာအုပ်နှင့် ဇက်ကုံဘော်ကအလွဲများဟာတဆာအုံများထွက်ရှိခဲ့ပါတယ်။ကြပြာမသည်တချင်းဘက်သို့ကူးပြီးအခေအများကိုတေးတန်စဉ်ထည့်သွင်းရင်းတချင်းလေးများရေးသားခဲ့ပါတယ်။ဆရာတွန်လေးသိန်းနဲ့တီဆိုတဲ့ခွေးယူမှတ်တို့စားရသောငှက်ခါမလေးပြန်လာပါနဲ့ဟင်္ဒရာထမင်းတီဆိုတဲ့ဆယ်ရီတစ်ဝက်တချင်းများအောင်မြင်ခဲ့ပါတယ်။ကယ်မီချိုးပြူဆက်မှာမြို့တော်ချစ်ဖွဲ့ကပြတဲ့ ညာမွေးပန်းရေလျှောက်လဲချက်ပြသတဲ့စက်သွင်လောကကိုရောက်ရှိခဲ့ပါတယ်။ကလေးသိန်းသောဖိုးချစ်နဲ့အခြားဇာတ်များအငြိမ်များမှာလည်းအော်ဘရာပြသက်တခြင်းများရေးသားခဲ့ပါတယ်။ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ညွှန်းများရေးသားခဲ့ပါတယ်။ကဗျာသည်ပင်မဖြစ်၍အခြားနုပညာများသည်မြဖြားဖြစ်သည်။ကဗျာရေးရာယုံကြည်ချက် ပြသက်ရေးရာဝမ်းစာကဗျာရေးရန်အတွက်ပြသက်များစွာရေးသားရင်ရေးစည်းတဲ့သောမြင်များကိုဖြတ်တန်း၍ကိုယ်တိုင်ပင် ရည်စည်တန်တော်မြေရစင်ဖြစ်နေခဲ့ပါသည်လို့ဆက်ထေကြီးကဆိုပါတယ်ဆက်ထေကြီးရဲ့တောသူမရဲ့ရည်စားစာဆိုတဲ့ကြပြလေးကိုကျွန်တော်ရွတ်ဆိုချင်ပါတယ်တောသူမရဲ့ရည်စားစာမြို့သားအကိုစကားချူသူ့ကိုချစ်မိနေပြီရှင်တမိန်တူတူရေဆူဆူကျမအလကပိုးကယူမြို့သူတွေတက်ပို့တဲ့ရှင်ပြောင်းစံထမင်းစုဖို့ခင်း သူစားခြင်းရင်ခုချက်ချင်းပဲနီလေးပြုတ်မုတ်ဖတ်ထုတ်သူစားခြင်းရင်ချက်ချင်းလို့သူကြိုက်တယ်ဆိုထမ်းရေချူမြူအိုးလိုက်ကိုပေးတဲ့ရှစ်သူနဲ့တွေ့ရင်ကောက်ဆိုင်ပြန်ခေပန်းပန်ရတဲ့ရှင်သူနဲ့တွေ့ဆုံစပယ်ယုံညာတိုင်းပုံရင်ပြောတယ်ရှစ်တညတနိုင်လာလဲမိုက် မြို့သားရဲ့အမေရိုက်မှာစိုးတယ်ရှင်ဖိတ်စာရိုက်ရဲ့မြို့တို့ပြန်ခုထိပြန်မလာသေးဘူးတဲ့ရှင်နေဝင်ချိန်ယုံမိအိမ်ထွန်းမျက်ရည်တို့ရင်လွန်းတယ်ရှင်ထဲကြည့်စလဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာလဲ social space entertainment ကဗျာတက်စီးမြောက်ကဏ္ဍမှာဘယ်ကဗျာတွေတက်ဆက်ပြုံးမလဲဆိုတာဆောင်မြောက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ